ဟယ်လိုအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ JAB Andri ဆောင်ွဲရဲ့အတွက် Speed Master ခန်းကြီးဆောင်လေးကခန်းကြီးလေးတွေကိုမျှဝေပေးတော့တာဆိုရင် Unit 1ရဲ့ Part 2ကိုရောက်သွားပြီပေါ့နော်မပုံမနည်းလေးနဲ့ပါတေချာပြပြပေးသွားမယ်ဖြစ်တဲ့အတွက်ကြောင့်မလို့အများကြီးအကျိုးရှိမယ်လို့မျှော်လင့်ပါတယ်။ဒါဆိုရင်နံပါတ်1ခန်းကြီးလေးကိုစားလိုက်ကြအောင်။နံပါတ်1ခန်းကြီးလေးကကြတော့မန်ပြည့်တယ်ဆိုရင်ခန်းကြီးလေးပေါ့နော်။သူကကြတော့သူ့တလုံးနဲ့ဆိုရင်မန်ပြည့်ရလို့မှတ်ထားလို့ရတယ်။ဒါပေမဲ့သူကသူများရင်လည်းပဲတွဲတုံးတာများတယ်ပေါ့နော်။ ကဲဒါဆိုရင်တွဲလုံးလေးကိုကြည့်ကြည့်ရအောင်မန်းအင်မန်းအင်ဆိုရင်လူပြည့်ဖြစ်တာမန်းအင်တခေရှာဆိုရင်လူပြည့်နဲ့ထသွားတဲ့ယထာမန်းရှိစုဆိုရင်အခန်းပြေတာမန်းစုခုစုလို့ဆိုရင်စိတ်ကျေနပ်တာဖုန်မန်းဆိုရင်စိတ်မကျေနပ်တာတို့ကြတော့ဘလို့မှတ်ထားရဲဆိုတော့ရေလေးတွေကတရားရဲ့ဟိုဘက်ခြေဘက်နှစ်ဘက်စလုံးမှာပြည့်နေရဲဆိုပြီးမှတ်ထားပါဗျာ ဟုတ်ဒါဆိုရှင်နံပါတ်1ခန်းကြီးလေးကိုဆက်သွားလေးရအောင်နံပါတ်1ခန်းကြီးလေးရအဲနံပါတ်1ခန်းကြီးလေးကသူ့တလုံးနဲ့ဆိုရင် तू ကဆယ်ခီထိုင်ကုန်ပေါ့နော်သူ့ရဲ့တွဲလုံးလေးရှိမယ်တွဲလုံးလေးဆိုရှင် ਨੇ तू ကဆယ်ခီလိုပဲအတန်ထွက်မယ်ဝါတာရှိနော့ဆယ်ခီဆိုရင်ကျွန်တော်ရဲ့ထိုင်ကုန်ရှိုးဆယ်ခီဆိုလို့ဆိုရင်တက်ရောက်ပြီးခဲဆယ်ခီဆိုလို့ဆိုရှင်ပြက်ကွက်သည်သူ့အကြာလောက်ဘလို့မှတ်ထားရဲဆိုအမိုးအောင်မှာအမားကအမိုးအောင်မှာအမားကအလုပ်တွေအများကြီးလုပ်ရလို့တက်ထိုင်ကုန်လေးနဲ့ထိုင်ပြီးလုပ်တယ်လို့မှတ်ထားပါတယ်ဟုတ်ဒါဆိုရင်နံပါတ်3ခန်းကြီးလေးကိုသွားလိုက်ပါမယ်နံပါတ်3ခန်းကြီးလေးကတော့ဖန်းနံပါတ်ဆိုတဲ့ခန်းကြီးလေးပေါ့နော်သူအားက တော့သူများအနေတွဲသုံးလို့ရှိရင်လည်းသူကဘန်နံပါတ်ဆိုပြီးတော့ပဲအတန်ထွက်ဘန်ဆိုပြီးတော့ပဲအတန်ထွက်မယ်ပေါ့နော်။ကဲဒါဆိုရင်သူ့ရဲ့တွဲလုံးလေးကိုကြည့်ကြည့်ရအောင်။အစ်ချစ်ဘန်အစ်ချစ်ဘန်ဆိုလို့ရှိရင်နံပါတ်၄အကောင်းဆုံးကိုပြောတာ။သူဆိုလို့ရှိရင် reading မှာခဏခဏပါလေးရှိရခန်းကြီးလေးပေါ့နော်။ဟိုက်ဘန်မဲ့ဘန်မဲ့ဆိုလို့ရှိရင်ဘန်မဲ့ဆိုလို့ရှိရင်အစင်းအစင်းနံပါတ်၄ကိုအစင်းလိုက်ရေးတက်တဲ့နေရာမှာသုံးမယ်။ Q ဘန် Q ဘန်ဆိုလို့ရှိရင်နံပါတ်၉ခိုးဘန်ဆိုလို့ရှိရင်ရေစခန်းဒါလေးရရှင်းချက်မှတ်ပြထားရမယ်ပေါ့နော်။သူကြတော့ဘလို့မှတ်ထားရဲဆိုတော့စံအိတ်လေးတွေလေဝင်းထဲမှာထားတဲ့စံအိတ်လေးတွေကိုနံပါတ်စင်တက်ပြီးရော့ ရေးတက်နေရဆိုပြီးတော့မှတ်ထားပါတယ်ဟုတ်ဒါဆိုရှင်နံပါတ်လေးခန်းကြီးလေးကိုဆက်သွားလိုက်ရအောင်နံပါတ်လေးခန်းကြီးလေးကတော့သူ့အမည်လို့ရှင်ခေါ်နံပါတ်ဆိုပြီးတော့မှတ်ထားရပေါ့နော်ဒါကတော့ Anfoma တွေရပါတဲ့ခန်းကြီးလေးဖြစ်ပါတယ်ဟုတ်ဒါဆိုရှင် Android မှာသူ့ရဲ့သွဲလုံးလေးပါလေးပါရဲဆိုတာကြည့်ကြည့်ရအောင်စန်းကောရှာစန်းကောရှာဆိုရှင်နံပါတ်3ရှင်ဒီလိုမျိုးရှင်ဒီပါရီတက်တဲ့နေရာမှာသုံးမယ်ပေါ့နော်ရှင်ကောရှင်ကောကြတော့မီဝိုင်းခီကောကကြတော့တင်ကေတာဟုတ်သူ့ကကြတော့ဗဇက်ကရင်စကားတပြပြနဲ့9မိနစ်လာမီဝိုင်းလေးကိုထိုင်ဆောင်နေရဆိုပြီးမှတ်ထားပါတယ် ။ဒါဆိုရင်နံပါတ်5ခန်းကြီးလေးကိုဆက်သွားလိုက်ရအောင်။နံပါတ်5ခန်းကြီးလေးကကြတော့သူ့အမြင်လို့ရှင် roll land လုံးမှတ်ထားလို့ရတယ်ပေါ့နော်။သူကလည်းအဲ့လိုပဲသူများနဲ့ပဲတွဲသုံးမယ်။သူ့ရဲ့တွဲလုံးနေဆိုလို့ရှင်ဒါ reading မှာဆိုလို့ရှင်ခဏခဏပါလေးရှိတယ်တွဲလုံးနေဖြစ်ပါတယ်။အဲဒီခန်းကြီးလေးရတယ်ဒါအရေးကြီးရဲ့ထဲမှာပါတယ်ပေါ့နော်။ ဟိုက်ဒါဆိုရှင်တွဲလုံးလေးတွေကြည့်ကြရအောင်ဒိုးတို့ဒိုးတို့ဆိုရှင်လမ်းလမ်းကြောင်းကိုပြောတာစူးတို့ဆိုရှင်လူလျှောက်လမ်းကိုပြောတာဆန်းတို့ဆိုရင်ထားတန်လမ်းကိုပြောတာသူကကြတော့ဘလို့မှတ်ထားလဲဆိုတော့ဒီပဇက်ကရင်စကားပြောပြီးတော့အဲရက်တက်နေတာအများကြီးရှိနေတဲ့နေရာက ရိုလန်းဆိုပြီးတော့မှတ်ထားရပေါ့နော်။ဟိုက်ဒါဆိုရင်နံမကျောက်ခန်းကြီးလေးကိုသွားလိုက်ပါမယ်။နံမကျောက်ခန်းကြီးလေးကသူ့အမင်းလို့ရှိရင်ခေါင်းဝါပတ်ချမ်းလို့မှတ်ထားလို့ရတယ်။သူများနဲ့အတန်ထွက်မယ်ဆိုရင်လည်းသူများနဲ့ပေါင်းလို့ရှိရင်လည်းသူကခေါင်းဝါလိုပဲအတန်ထွက်တယ်ပေါ့နော်။ဟိုက်ဒါဆိုသူ့ရဲ့သွဲလုံးလေးတွေကိုကြည့်ကြည့်ရအောင်မီရှိကာဝါမီရှိကာဝါဆိုရှင်ညာဘတ်ချန်ဆုတုကာဝါဆိုရင်အပြင်ဘတ်ချန်ဆုရုကာဝါဆိုရှင်လမ်းမဘတ်ချန်ဒီဆုရုကာဝါဆိုတဲ့တွဲလုံးလေးအတွဲလိုက်လေးရတယ်ရီဂျင်းတွေမှာခဏခဏပါလေးရှိရခန်းကြီးလေးပါ ဟုတ်ဒါဆိုရင်နမခွန်ခန်းကြီးလေးကိုဆက်သွားလိုက်ပါမယ်နမခွန်ခန်းကြီးလေးကကြတော့စူအားတို့ထိုင်းဒီဆိုတဲ့ခန်းကြီးလေးပေါ့နော်သူကကြတော့သူမြနဲ့ပေါင်းလို့ရှင်စဖြစ်သွားမယ်အတန်ထက်လေးကပြောင်းသွားတယ်ပေါ့နော်ဒါဆိုရင်သူ့ရဲ့သွဲလုံးလေးတွေကိုကြည့်ကြည့်ရအောင်သူ့တလုံးနဲ့ဆိုရင်သူကစူအားတို့ထိုင်းဒီစဆခိဆိုလို့ရှင်ထိုင်းကိုဖြစ်သွားမယ်ခိုးစားဆိုရင်ဘန်းကောင်ဖြစ်တယ်ပေါ့နော်ဟိုက်ဒါဆိုရှင်သူ့အကြလောဒီအမိုးအောင်မှာလူနှစ်ယောက်ကမြေကြီးပေါ်မှာထိုင်နေဆိုပြီးမှတ်ထားပါဗျ။ ိုင်ဒါဆိုရင်နံပါတ်၈ခန်းကြီးလေးကိုသွားလိုက်ကြအောင်နံပါတ်၈ခန်းကြီးလေးကမတော်ဖြတ်တင်းပေါ့ဆိုတဲ့ခန်းကြီးလေးပေါ့နော်အဲသူကလည်းအဲ့လိုပဲသူများရဲ့အတွဲတုံးမယ်အတန်ထွက်ကတော့မတော်လို့ပဲထွက်မယ်ပေါ့နော်သူတလုံးနဲ့ဆိုရှင်မာတို့ဖြစ်တဲ့မဖြစ်သွားမယ်မာတို့ကားဝါဆိုရင်ဗတင်းပေါက်ပတ်အချမ်းမာတို့ကုချီဆိုရှင်လက်ခဏရမာတို့ခရဆုဆိုရှင်နံမတင်းပေါက်ကိုပြောတာပါဟိုက်တို့ကြာတော့ဘလို့မှတ်ထားရဲဆိုတော့ဒီအမိုးအောက်မှာနှလုံးသားတွေကမှုသွားပြီးတော့ဗတင်းမပီနာလေးကိုရောက်သွားတယ်ဆိုပြီးမှတ်ထားပါဗျာ ဟိုက်ဒါဆိုလို့ရှိရင်ဒီနေ့အတွက်ဒါပတ်တူးမှာပါတဲ့ရှစ်လုံးကတော့ပြီးသွားပြီပေါ့နော်ရှစ်လုံးဆိုလို့ရှိရင်သူ့ရဲ့အတွက်လုံးလေးပါအပါဆိုလို့ရှိရင်အဲ20ကျော်30ရှိတယ်ပေါ့နော်အလုံးကြီးအတွက်အဖြစ်ဒါပေမဲ့ကိုကအဲ့20ကျော်30ကိုအဲလုံးဝတထိုင်နေနဲ့မမှတ်နိုင်ဘူးဆိုလို့ရှိရင်နော်ဒီအခုအတုံးများနဲ့တွဲလုံးများဆိုပြီးတော့ပြထားတဲ့ဒီအလုံးလေးရှစ်လုံးပေါ့နော်မဖြစ်မနေအဲမှတ်စီချင်ပါတယ်သူကကြတော့ဒါ reading နေမှာဆိုလို့ရှိရင်ခဏခဏပါလေးရှိတဲ့အခန်းကြီးလေးဖြစ်ပါတယ် တွဲလုံးတွေဖြစ်ပါတယ်ပေါ့နော်။အဲဒါဆိုရှင်နံပါတ်1နံပါတ်1နေရာကြတော့ तू ကမန်းကြည့်တယ်ပေါ့နော်။ तू ဆိုရှင်မန်းအင်းမန်းအင်း လူအပြည့်ဖြစ်တယ်ဒါလေးရကြတော့အဲအသုံးများရဲ့တွဲလုံးလေးပေါ့နော်နံပါတ်1နံပါတ်2ခါကျတော့ဆက်ခီထိုင်းကိုသူ့ရဲ့အသုံးများတဲ့ခန်းကြီးလေးရကြတော့ show ဆက်ခီစုလို့တက်ရောက်ပြီဆိုတဲ့ခန်းကြီးလေးပါဟိုက်ဒါဆိုရှင်နံပါတ်3ခန်းကြီးလေးနံပါတ်3ခန်းကြီးလေးရကြတော့ ban နံပါတ်ဆိုတဲ့ခန်းကြီးလေးပါသူ့ရဲ့တွဲလုံးလေးရတော့ ichi ban နံပါတ်1ဆိုတဲ့တွဲလုံးလေးပေါ့နော်အဲအဲ့တွဲလုံးလေးဆိုရှင်ねဒါ reading မှာခဏခဏပါလေးရှိရဲ့တွဲလုံးလေးပါဟိုက်ဒါဆိုရှင်နံပါတ်4ခေါ်ဆိုတဲ့ခန်းကြီးလေးပေါ့နော်နံပါတ်ဆိုတဲ့ခန်းကြီးလေးသူကကြာရှင်းကမီပိုင်ဖြစ်သွားမယ်ဒီတွဲလုံးလေးရအသုံး းများပါတယ်။ဟိုက်ဒါဆိုရင်နံပါတ်၅နံပါတ်၅ခန်းကြီးလေးကရိုးလန်းဆိုတဲ့ခန်းပေါ့ခန်းကြီးလေးပေါ့နော်ဒါဆူးရိုးဆူးရိုးဆိုလို့ရှိရင်လူလျှောက်လန်းဒီဆူးရိုးလူလျှောက်လန်းဆိုတဲ့ခန်းကြီးလေးရာဒါဆိုလို့ရှိရင် तू ကရီးတင်မှာလည်းခလန်းနာပါလေးရှိတယ်လို့ तू ကခန်းကြီးမေးတဲ့အပိုင်းမှာဆိုလို့ရှိရင်အမေးများလေးရှိတဲ့ခန်းကြီးလေးပေါ့နော် ောက်တစ်လုံးကကြတော့သူကကြတော့ခါဝါဖတ်ချမ်းပေါ့နော်ခါဝါဖတ်ချမ်းဆိုလို့ရှိရင်မိဂိခါဝါမိဂိခါဝါညာဖတ်ချမ်းဒီမိဂိခါဝါညာဖတ်ချမ်းဆိုတဲ့ခန်းကြီးလေးရတယ်ခန်းကြီးမေးတဲ့အပိုင်းမှာဆိုလို့ရှိရင်ခဏခဏထည့်မေးလေးရှိတဲ့ခန်းကြီးလေးဖြစ်ပါတယ်ဟိုက်ဒါဆိုလို့ရှိရင်နံပါတ်9ခန်းကြီးလေးကိုဆက်သွားလိုက်ရအောင်နံပါတ်9ခန်းကြီးလေးကကြစူဝါရူထိုင်းတီဆိုတဲ့ခန်းကြီးလေးပေါ့နော်အဲသူကတော့ဒီစူဝါရူထိုင်းတီဆိုတဲ့အဲဒီအလုံးလေးကတော့အသုံးများပါတယ်ဟိုက် ။ဒါဆိုရှင်နံပါတ်၈ခန်းကြီးလေးပေါ့နော်။နောက်ဆုံးလုံးလေးနောက်ဆုံးလုံးလေးရကြတော့သူကမတ်တို့ပြတင်းပေါ့ဆိုတဲ့ခန်းကြီးလေးပေါ့နော်။မတ်တို့ကမတ်တို့ကိုရှိမတ်တို့ကိုရှိဆိုရှင်လက်ခံတဲ့200ပေါ့နော်။ဟုတ်ဒါဆိုရှင်ဒီနေ့အတွက်ခန်းကြီးလေး unit 1ရဲ့ပတ်တူးလေးရတော့ပြီးသွားပါပြီရှင်။